ဧတယံစမှုဆုံးမှတိဆောက်လျက်ရှိတဲ့နေအောင်ချင်းစွမ်းရင်သုံးလျက်စစ်သားပေးစယုံတိဆောက်မှု80ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ်လို့သိရပါတယ်။ဧတယံစမှုဆုံးအကွက်ကြီးအမှတ်၁နှစ်တွင် Union Energy ကုမ္ပဏီနိမိတ်တမှဆောင်ရွက်နေတဲ့နေအောင်ချင်းစွမ်းရင်သုံးလျက်စစ်သားပေးစယုံ30မဂါဝတ်စီမံကိန်းရဲ့စီမံကိန်းပထမအဆင့်မှာလျက်စစ်သား9မဂါဝတ်ထွက်ရှိမှဖြစ်ပြီး Battery ကိုနေနာနဲ့ဆက်ဆက်ပစ္စည်းများအလုံးရောက်ရှိ ည်နေပြီဖြစ်တယ်လို့သိရပါတယ်။ဆိုလာပန်နယ်တွေတပ်ဆင်ထားရှိမှု60ရာခိုင်နှုန်းနဲ့11 kV တာအလိုင်းပေ18000တွယ်တန်းခြင်းမှပေ12000တွယ်တန်းပြီဖြစ်တာကြောင့်စီမံကိန်းအလုံးရဲ့လုပ်ငန်းဆောင်ရွက်မှု80ရာခိုင်နှုန်းပြီးစီးပြီဖြစ်တယ်လို့ဆိုပါတယ်။အစိုးရစီမံကိန်းနေရာတို့ရှမ်းပြည်နယ်တယံစားသရေယာဝန်ကြီးဦးဆိုင်လိုက်ကနိုဝင်ဘာလ9ရက်နေ့ကတွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့သိရပါတယ်ရှင်။